မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့တည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်သာဝရပြားထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာဂျေဆုရောအပြင်ကျွန်တော်နဲ့အတူဒုက္ကပတ်တော်ဆင်ခြင်ဖို့ဘုရားခင်ပြင်ဆင်ပေးတဲ့အတွက်ယောမဩဝါဒစာခန်းကြီး1အပိုင်ငယ်1ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်သူတပားကိုစစ်ကြောစီရင်တတ်တော်သူတင်းဒီကိုပြစ်ကိုမဖုံးနိုင်ရအကြောင်းမူကား သင်သည်စစ်ကြောစီရင်သောအမှုကိုပင် ကိုယ်တိုင်ပြုသည်ဖြစ်၍သူတစ်ပါးကိုစစ်ကြောစီရင်သည်တွင် ကိုအပြစ်ရှိကြောင်းကိုစီရင်ဆုံးဖြတ်ရာရောက်၏ဒီနေရာမှာတော့စီရင်ဆုံးဖြတ်ခြင်းနဲ့ပတ်သက်တဲ့အကြောင်းလေးကိုအထူးပဲစဉ်းစားစရာဖြစ်ပါတယ်များသောအားဖြင့်လူတွေကကိုကြတော့ကောင်းတယ်သူများကြတော့မကောင်းဘူးဆိုတာပြောတတ်ပါတယ်ရှာရှာပွေပွေလဲအပြစ်ထောက်ပြတတ်ကြတာတွေရှိပါတယ်တချို့တွေက အဲ့ဒီလိုသူတို့ဘားကိုစစ်ကြောစီရင်တဲ့နေရာမှာလင်းမြန်တဲ့အကျိုးကြောင့်အဆိုးကောင်းကိုတေချာမလိလာဘဲနဲ့လူတယောက်ကို အပြစ်တင် ရှုံချဖို့ရအတွက်ဝယ်မလေးတဲ့သူတွေလည်းရှိပါတယ်အဲ့တော့သူများရဲ့အကြောင်းကိုမကောင်းပြောပြီးတော့သူတို့ဘားကိုစစ်ကြောစီရင်တတ်တဲ့ကိုကိုတိုင်းကိုလည်းစစ်ကြောစီရင်မဲ့အမှု ဖြစ်လာလိမ့်မယ်ဆိုတာကိုတော့တမာကျန်းစာကရှင်းလင်းစွာ ဖော်ပြထားတာတွေ့ရပါတယ် သူများကိုကြတော့အမှုကိစ္စတစ်ခုနဲ့ပတ်သက်ပြီးစစ်ကြောစီရင်ပြီးကိုယ်တိုင်ကြတော့ဒီအမှုကို ပြုတယ်ဆိုလို့ရှိရင် ကိုယ်တိုင်လည်းစစ်ကြောခံရမှာပဲလို့စံစာက ဖော်ပြပါဗျ။ကိုကိုယ်တိုင် အပြစ်မကင်းပဲကိုကိုယ်တိုင်ကပင်လင်ဖြောင့်မတ်မှန်ကန်စွာအသက်မရှင်ပဲအမားမကင်းတဲ့ကျွန်တော်တို့တွေက သူတပားရဲ့အမားတွေကိုစစ်ကြောစီရင်တတ်တယ်ဆိုလို့ရှိရင်တော့အရင်ဦးဆုံးကို့မှာရှိတဲ့အမားကို အရင်ပြုတ်ပြင်မှ ဖြစ်ပဲလို့တမချန်းစာအပြင်သိရပါတယ်။ဒါကြောင့်မလို့သူတို့ပါရဲ့မျက်စိထဲမှာ ရှိတဲ့ညောင်ငယ်လေးကိုထုတ်ပြရစေလို့ပြောတဲ့တင်ကိုတိုင်ကတင်ရဲ့မျက်စိထဲမှာတခြင်းတစ်ခုလုံးရှိနေတယ်ဆိုလို့ရှင်ရဲ့ကိုတခြင်းကိုကိုအရင် ထုတ်ပြီးမှ သူတို့ပါမျက်စိထဲမှာရှိနေတဲ့ညောင်ငယ်ကို ရှင်းလင်းစွာမြင်လိမ့်မယ်လို့သခင်ယေရှု ကိုတော်တိုင်ကတုံ့တင်တာကိုတွေ့ရပါတယ် သူတစ်ပါးကို အပြစ်တင်စကားပြောတာထက်မေတ္တာစကားပြောတာကပိုကောင်းပါတယ်အဲ့ဒါဆိုလို့ရှင်ရဲ့အဲ့ဒီမေတ္တာစကားအပြောခံရတဲ့သူကကိုယ်ပေါ်မှာလဲမေတ္တာစကားပြန်ဆိုလာပါလိမ့်မယ်သူတစ်ပါးကိုအပြစ်တင်စကားတွေပဲပြောနေရင်အဲ့ဒီသူတစ်ပါးတွေကပဲ ကိုယ့်ကိုပြန်ပြီးတော့အပြစ်ထောက်ပြစီရင်တာမျိုးတွေလုပ်နိုင်ပါတယ်ဒါဆိုလို့ရှင်ရဲ့အပြစ်ရှိတာချင်းအတူတူ အပြစ်သားချင်းအတူတူတယောက်ကိုတယောက် စီရင်တာထက်တယောက်ကိုတယောက်ဖေးမှကူညီတာကပိုကောင်းပါတယ်ဒီနေရာမှာအပြစ်ဖို့ပြဆုံးမတာမျိုးနဲ့တော့မတူဘူးဆိုတာကိုသိစေချင်ပါတယ်အပြစ်ရှိတဲ့ညီကိုတယောက်ကိုအပြစ်ဖို့ပြဆုံးမတာမျိုးကတော့ကောင်းစီခြင်းလို့ဆုံးမတာမျိုးဖြစ်ပါတယ်အပြစ်စီရင်ခြင်းကတော့လူတယောက်ရဲ့ဘဝတစ်ခုလုံးကို အဆုံးသတ်ပေးလိုက်တာမျိုးဖြစ်ပါတယ်ဒါကြောင့်မလို့ဟိုလူမကောင်းမှုဒီလူမကောင်းမှုဆိုတဲ့ အဲ့လိုမျိုးမကောင်းမှုဆိုတဲ့စကားတွေကိုမပြောဘဲနဲ့ကိုကိုကို ကောင်းအောင်နေပြီးမှ မကောင်းမှုလို့ကိုကသတ်မှတ်တဲ့သူတွေကို ကောင်းလာအောင်ကူညီပေးဖို့အင်မတန်အရေးကြီးပါတယ်ချစ်တော်မိဘညီကိုမောင်တို့လူတယောက်ကိုကြီးမွန်စကားပြောရတာခက်ပါတယ်ကဲရဲ့ပြစ်တင်ရတာလွဲပါတယ်သူတစ်ပါးကိုစစ်ကြောစီရင်ကတာလွဲပါတယ်သူတို့ဘာရဲ့အသက်တာကိုတိဆောက်ပြုစုရတာခက်ပါတယ်ဒါကြောင့်မလို့ ကျွန်တော်တို့ယုံကြည်သူအတိုင်းဝိုင်းထဲမှာတယောက်ကိုတယောက်စစ်ကြောစီရင်ခြင်းအမှုကိုတမာကျန်းစာအရတားမြစ်ပါတယ်တယောက်ကိုတယောက် ဆုံးမပြုပြင်ပေးရမယ်ဆိုတာတော့ရှိပါတယ်တယောက်ကိုတယောက်မြစ်တာပြပြီးဖေးမကူညီရမယ်အမှုကိုတာ၍စူးစမ်းပြီးလုပ်ဖို့လိုပါတယ်သူတစ်ပါးတွေကိုတစ်ချိန်လုံးအပြစ်တင်ပြောဆိုတတ်တဲ့သူက ကိုယ့်ကိုလည်းအဲ့ဒီလူတွေကပဲအပြစ်တင်ပြောဆိုနေမှာအမှန်ပဲဆိုတာကိုသိစေချင်ပါတယ်ဖြည့်ရှင်ကောင်းကြည့်ပေးပါစေ။ ဆုတောင်းကြပါစို့ကောင်းမြတ်သောဖခင်ကိုရောကိုယေရှုတင်နေသူတပားတွေရဲ့အပြစ်ကို စီရင်တတ်သောသူမဖြစ်ဘဲသူတပားတွေကိုဆုံးမပဲ့ပြင်တတ်သောတိဆောက်တတ်သောသူဖြစ်စေပါအပြစ်တင်စကားထက်မေတ္တာစကားကို ပြောလွယ်သောသူ ဖြစ်စေပါယေရှုတင်နေဖခင် ကျွန်တော်ရဲ့အသက်တာဟာပြည့်စုံခြင်းအလင်းမရှိသေးတဲ့အတွက်ကြောင့်မလို့သူတပားရဲ့မပြည့်စုံခြင်းကိုလက်ခံနိုင်ဖို့မဆပါယေရှုတင်နေဒီနှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလဲ ကိုရိုရဲ့လက်တော်ရှိပြီးခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးနဲ့ပတ်ရပါမိအကြောင်းသခင်ယေရှုခရစ်တော်နာမ၌တဏိတာကိုဆက်ကအနံ့၍ဆုတောင်းပါ၏အာမင်